အာရှကပပေါ့နော်ဝေါ်ချမ်ပီရရှိတာ85ကီရပေါင်ရထုံးတော်ဖြစ်ပါတယ်။ပြိုင်နေတောက်လျှောက်မှာဆိုရင်ကျွန်တော်ပါတဲ့ဒန်းဆိုတော်များများရှောင်ကြရတယ်။ဘာလို့လဲဆိုတော့ကြောက်လို့တော့ပေါ့။အားပြောလို့ရတယ်။ရှော့မတွေ့တဲ့အထက်မှာမြန်မာအထည်ဆုံးမှာပါတာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဟိုသူညာတွေလိုမျိုးမလို့ရင်မလို့လို့စဉ်စမ်းစမ်းကုန်ကုန်လို့တယ်။နောက်ဇွဲရှိတယ်။သူများကလည်းမလို့တဲ့ချိန်မှာကျွန်တော်ထားလို့တယ်။ကျွန်တော်အနေနဲ့ကတော့အများကြီးပေါ့နော်။မြန်မာတင်းနေနေဆိုရင် အောင်မြင်မှုကတော့ရရှိပါတယ်။ကျွန်တော်ကတော့ဟိုအနေနဲ့သွားလို့ရှိရင်တော့ ဟိုစုမရတာမရှိရတာပေါ့နော်အဲကျွန်တော်ကတော့နော်လက်ရှိမှာတော့ကျွန်တော်ကတော့ပြီးခဲ့တဲ့2014ရပါဘောနော် အာရှကပပါဘောနော်ဝေါ်ချမ်ပီယံရရှိတာ85ကီဂျမောင်ရထုံးတော်ဖြစ်ပါတယ်ကျွန်တော်ကတော့ဟိုအခုလက်ရှိ ပွဲတွေကတော့ဒီလာမဲ့ဟို၈လပိုင်းမှာ၈လအာရှအာရှရဲ့ဟိုကျွန်တော်တို့ဟိုင်းနိုင်ငံဘန်ကောက်မှာလုပ်ရှိပါတယ်အဲ့ပွဲအတွက်ဆိုရင် ကျွန်တော်ကတော့ပြိုင်လို့မရတော့ဘူးเนาะကျွန်တော်ဝေါ်ရထားဆိုတော့အရှာရဲ့ရှစ်တောင်အရှာရဲ့နှစ်ပွဲဆိုတော့ကျွန်တော်ရဲ့လက်ရှိတပယ်လေးပေါ့เนาะဂျူနီယာနေရောနောက်ကျဖွဲ့ချုပ်မှာကန့်သွင်းမဲ့ကလေးတွေရောကျွန်တော်ကနီးပြားတယောက်နေနေပေါ့เนาะတောင်းယူပြီးတော့ကိုစ်တောက်နေနေပြတာပေးနေပါတယ်နောက်တဲ့သူတို့ရဲ့ပြိုင်ပွဲကိုပြိုင်မှုအတွက်ချင်းကပ်ပုံတွေလုံဆောင်ပုံတွေနားပုံတွေစားပုံတွေအကုန်လုံးပေါ့เนาะကျွန်တော် good design အော်ကြည့်စုပေးနေပါတယ်။နောက်လာမယ့်ဒီ18နှစ်ကြာကျွန်တော်လူရွေးပွဲလုပ်ဖို့ရှိပါတယ်။အဲ့လူရွေးပွဲမှာလည်းလက်ရှိကျွန်တော်တို့ ဟိုလူဘက်ကိုလည်းလာပြန်ပြန်ချင်းနေဆိုတော့ညီကိုမောင်မရှိတဲ့ဆိုရင်လည်းလာရောက်ပြန်လို့ရပါတယ်ပြိုင်ပွဲကအခုဆိုရင်ကျွန်တော်တို့ဟိုရှစ်လပိုင်းမှာလုံးမှာပေါ့နော်ကို16ရက်နေ့ကနေပေါ့20အာရှစ်ရက်နေ့ထိပေါ့လုံးမှာအဲ့တော့လာရောက်ပြန်ပြန်လို့ရတယ်အဲ့အတွက်ပွဲတော့ဆိုရင်ပြင်ဆင်ထားတဲ့ညီကိုတည်းရဲ့အများကြီးရှိပါတယ်အဲ့အတွက်ကြောင့်ဟိုမပြတ်မကွက်လာပြန်ပါဘာလို့လဲကိုကိုတိုင်ဒီပွဲကိုလှုပ်ထားတဲ့ကြောင့်လာပြန်မှသာလေကိုကိုတိုင်ကလည်းဒီအောင်မြင်မှုရရှိမှဖြစ်တယ်လေအဲ့တော့ကျွန်တော်ကဒီပွဲတော့ကိုလည်းအဲ တီယာတွေကိုအကုန်လုံး share နဲ့အများကြီးလုပ်ပေးနေပါတယ်ဟုတ်အာကျွန်တော်တို့ကာဗလာမြန်မာတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ဟာအများကြီးခက်ခဲတော့ရှိပါအောင်เนาะခက်ခဲဆိုတော့အဲ့ပြိုင်ပွဲပြိုင်ကပြိုင်ပွဲကိုမမြင်ရအောင်ကိုကကြိုတင်ပြင်ဆင်ပြီးတော့ပြိုင်ပွဲကကိုပြိုင်မဲ့တမ်းမကိုလေ့လာလေ့လာခါမှာသူသူညာနိုင်ငံတွေအားဆိုရင်ကျွန်တော်တို့အဓိကပြိုင်ပွဲတွေကထိုင်းဗီယက်နမ်အင်ဒိုနီးရှားမလေးရှားနော်နော်နောက်ကျအိန္ဒိယပေါ့နော်အာရှမှာဆိုရင်အဲ့သူတို့အသင်းတွေအင်အားကြီးတယ်အင်အားကြီးပြီးတော့သူတို့က ဟိုတနည်းဆိုရင်ဒီတန်းမှာနောက်တစ်ယောက်လာတယ်နောက်တစ်ယောက်ကထပ်ပြောင်းသွားနောက်အဲ့လိုမှန်းလို့မရအောင်အဲ့တော့မှန်းလို့မရအောင်ကျွန်တော်ကလည်းဒီနေ့မှာတွေ့ခဲ့တဲ့လူတစ်ယောက်ကိုချိန်ချပြီးတော့နောက်နေ့ကျတော့ရှိရင်ဘယ်လိုလာမဲဆိုတာမသိအောင်မျက်နှာတိပေါ်တယ်အဲ့တော့ကြောင့်ကျွန်တော်ကပို့ပြီးတော့ပြင်ဆင်ရတယ်ပြင်ဆင်ရပိုင်းမှာဟိုအရင်နှစ်ကကျွန်တော်တို့ပြင်ဆင်တဲ့အပိုင်းလေးတွေကိုထပ်ပြီးတော့ထပ်ပြီးတော့အဲ့ဒီပေါ်တော့ထပ်တင်ပြီးတော့ဘွေကယူဆိုင်ရထွေးနေဆိုတဲ့ကျွန်တော်တို့ကအခုဆိုရင်အဲပြိုင်ဝန်းအစည်းအဝေးဆိုကျွန်တော်အနည်းဆုံး၃ချိန်ဆင်းရမနေ့တစ်ချိန်နေ့လယ်ချိန်ညတစ်ချိန်ပေါ့နော်အဲ့ချိန်အများနဲ့ဆင်းတယ် ဲ့တော့ကြောင့်သူတို့တက်ကွာဟိုပို့ပြီးတော့ဗောနော် training ကိုပြင်ဆင်ချင်းပို့ပြီးတော့ယူရတာဗောအဲ့ဒါမှကွာဟိုစင်မော်ပြိုင်တဲ့ခါကျရင်ပို့ပြီးတော့ဟိုသူတို့တက်ကိုတာလောင်တာဗောနော်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့အများကြီးဗောနော်မြန်မာတင်းနေလဲဆိုရင်အောင်မြင်မှုကတော့ရရှိပါတယ်ကျွန်တော်ကတော့ဟိုအနေနဲ့သွားလို့ရှိရင်တော့ဟိုစုမရတာမရှိရတာဗောနော်အဲ့အတွက်ကြောင့်မို့အခုလက်ရှိလဲရအောင်လို့ဆိုပြီးတော့ဟိုမဆွဲတော့ဇွဲနေဗောနော် လုံလာဝီရနဲ့ကျွန်တော်အများအတန်းစူးစမ်းအားထုတ်နေပါတယ်ဟုတ်အဲမြန်မာနဲ့တွေ့ရရဆိုရင်အဲ့ကျွန်တော်ခုနပြောအင်အားကြီးတင်းနေဗီယက်နမ်အင်ဒိုနီးရှားမလေးရှားအိန္ဒိယဟောနော်အဲ့သူတို့တင်းနေရဆိုရင်ထိုင်းလန်တို့ဆိုရင်မြန်မာမှာဆိုဘယ်တန်းမှာဘယ်လိုပါလဲဆိုနာမည်စင်းတိလိုက်တာနဲ့ကျွန်တော်တို့ဟိုဒိန်းဂျာတွေပါလိုက်ဆိုကျွန်တော်တို့ဘောရထုံနောက်ဆိုရင်သူတို့က80 85မှာရှိတယ်ဒီဘွဲမှာသူပါမလားသူတို့အရင်ဆုံး နံပါတ် list ကိုကြည့်ရတယ်။ကြည့်တဲ့အခါမှာပါတယ်ဆိုရင်တို့ကအဲ့တန်းမှရှိရလူဆိုရင်အများအားသူတို့ပြင်ဆင်တာပို့ပြီးတော့ဒါပေမဲ့သူတို့ပြင်ဆင်မဲ့လဲကျွန်တော်တို့သွားတဲ့လူတိုင်းမှဆိုရင်ပေါ့နော်ကျွန်တော်တို့အခုကြောပြန်နေတဲ့တောက်လျှောက်မှဆိုရင်ကျွန်တော်ပါတဲ့တန်းဆိုတော်များများရှောင်ကြတယ်။ဘာလို့လဲဆိုတော့ကြားလို့တော့ပေါ့သူတို့ကလည်းပေါ့နော်ဒီလူပါရင်ဒီလိုပေါ့ကျွန်တော်ကဒီတန်းမှနှစ်ကုံဆုံးလုံးမြုပ်ထားတာလေမြုပ်ထားဆိုဒီ training မှာပဲမနေ့ဆို training ညလေဆို training ညဆို training ပေါ့နော် အဲ့လိုမျိုးလှုပ်တဲ့အတွက်ကြောင့်ကိုကြံတဲ့အပိုင်းကြတော့သူတို့ကကိုယ်တည်းတော့နည်းနည်းတော့ညော့တာပေါ့ကိုကတော့အမြဲဟိုသူတို့တဲ့ချီတပြားတောင်းအောင်တော့အမြဲတမ်းကြိုးစားနေပါတော့ဟုတ်ကဲ့ဒါမြန်မာကလေးချင်းမှုအပိုင်းဆိုင်ရာအရာအားတာလို့ဒါတို့တွေကရှော့မတွက်ရေးတဲ့နေရာမှာပါတာပေါ့အဲ့လိုပြောလို့ရအောင်ဒါပြောလို့ရတယ်ရှော့မတွက်တဲ့ထက်မှာမြန်မာအထည်ဆုံးပါတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဟိုသူညာတွေလိုမျိုးမလို့ရင်မလို့လို့ရင်စမ်းစမ်းကုန်ကုန်လောက်တယ်နောက်ဇွဲရှိတယ်သူညာကမလို့တဲ့အချိန်မှာကျွန်တော်ထားလောက်တယ် ူညာကတွေမစားဘူးဆိုတဲ့ဟာကိုကျွန်တော်ကလည်းရအောင်ဝင်အောင်စားချက်သားပြုတ်ဆိုတဲ့ဝင်အောင်စားတယ်ကျုပ်ပြုတ်ဆိုဝင်အောင်စားတယ်ရေလုံပြုတ်ဆိုလည်းစားတယ်နောက်ကြောက်ရှင်အဲ့ပြိုင်ပွဲအတွက်ဆိုရင်လုံးဝစိတ်ထည့်ပြီးတော့ကျွန်တော်တို့ကဟို training လုပ်တဲ့အခါမှာသူညာက၃ချိန်လုံးနေပြီလားတိုင်ဘက်ကိုကမမြင်အောင်မမြင်ရတော့ကြောင့်မို့ကိုတို့က training ၃ချိန်နဲ့လုံလောက်လားမလုံလောက်မလုံလောက်၄ချိန်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ဆိုအများအား training ကိုပြိုင်ဝနာနီးချင်းကလာပြီဆိုရင်ပြီးခဲ့တဲ့အာရှဝေါ်ဘွဲတွေကမတူ training သွားတာချင်းလေအဲ့ အရှာပွဲမှာ3ချိန်အဲဝေါ်ပွဲကျကျွန်တော်4ချိန်ဆင်းသွားအဲ့လိုမျိုးပေါ့အဲ့ training ချိန်မျိုးတို့တို့ကမသိဘူးလေတို့ကပုံမှန်ဆိုရင်မနက်တစ်ချိန်ညတစ်ချိန်နှစ်ချိန်လာပဲတို့ကဆင်းတယ်ပြင်ဆင်တယ်ဒါပေမဲ့ကိုရီးယားနှစ်ချိန်ပူတဲ့အတွက်ကြောင့်အဲ့နှစ်ချိန်ကကိုရီးယားတို့တို့တက်ပို့ပြီးတော့တာလွန်တာပေါ့ဟုတ်အာကြောက်တယ်ခံစားရသူကကိုယ့်ကိုရှိန်တယ်ကိုကတော့ဟိုကိုလုံမြဲတိုင်းလုပ်တယ်ကိုဆင်းခဲ့တဲ့ထွေမီကိုလုံခဲ့တဲ့ အချိန်ပေးခဲ့တဲ့ယူခဲ့တဲ့ပေါ့နော်ပြည်စင်မှုတွေကကိုလုံလောက်တဲ့ကျကိုရော confidence အပြည့်ရှိတယ်နောက်ကျဝင်တော့မမြင်တော့ဘူးပေါ့နော်ပြန်ပတ်ဆိုတာစင်မရောက်မှတွေးရတာဒါပေမဲ့တိုးတော့ဟိုအတိလွတ်လို့မရဘူးနော်ပြန်ပတ်ဆိုတာအများနဲ့တာလွန်နေတာကိုတတိတစ်ချက်လွတ်လိုက်ရင်ပြန်ပတ်မှတစ်ခုတွဲချော်သွားရင်ကိုတော့ကအများကြီးပေါ့နော်အဓိကကျမ်းမာရေးစားလေးတာထိုင်တယ်တော့တာလားစအကုန်လုံးပေါ့နော်အဲ့တော့ဒီယူဆိုင်ပြီးတော့လောက်ရတဲ့အကြောင်းကိုသူတို့ကိုဟို short လည်းမတွက်လို့ပိုလည်းမတွက်ဘူးဒါပေမဲ့ကိုကကိုလောက်တဲ့ ဟိုလုပ်ငန်းစဉ်တိုင်းကိုလုပ်တဲ့ program တိုင်းပေါ့နော် design မမလုပ်သွားပါတော့ဘောနော်ဒါကာယဗလာပေါ့နော်ရှေ့ဆောင်ပုံကိုကြီးကိုကာဗာပြရတော့ကျွန်တော်ညီတော်အတိုင်းမိဝမ်းတာပေါ့နော်တကြီးရွေးကိုကိုယ့်ရဲ့ senior ကြီးတွေလည်းကိုယ့်ရဲ့ share တမန်ကြောင်းကိုတခြားခင်းခဲ့ပြီးတော့ကြံခဲ့တဲ့တကယ်ပုံကိုကြီးရောဒီနေ့ဆိုရင်အော်ဝါရာပေးပါနော်ဆရာကြီးဦးစောဝင်းနဲ့အတူသူတူချောင်းခဲ့တဲ့ဆရာကြီးပေါ့နော်အကုန်လုံးကလည်းကျွန်တော်အော်ဝါရာပေးခဲ့တယ်ပေးခဲ့တော့ဒီသူတို့ရှောက်ခဲ့တဲ့လမ်းကိုကျွန်တော်နောက်က generation ကနေပြီးတော့ဒီတက်ကောင်းအောင်ပေါ့နော်ဘယ်လိုရှားအောင်လဲဘယ်လိုသွားအောင်လဲဆိုတာကိုခုပေါ့နော်ပို့ပြီးတော့တီခွင်ရခဲ့တယ်တီခွင်ရခဲ့တဲ့အတွက်ကြောင့်လည်းပို့ပြီးတော့အတိုင်းကြီးဝမ်းသာပါတယ်နောက်ပြီးကြတော့ကျွန်တော်အနေနဲ့လည်းအခုလက်ရှိသွားနေတဲ့လမ်းကြောင်းပေါ်မှာထပ်ပြီးအောင်မြင်ရအောင်နောက်တဲ့လာမယ့်မျိုးဆက်သစ်လူငယ်တွေကိုလည်းရှေ့ဆက်ပြီးတော့နော်ဟိုပေါ့တွဲခေါ်ဝါဖို့အတွက်လည်းအများကြီးရှိပါတယ်နောက်ကိုယ်တွေကြာရတဲ့အခက်အခဲတွေရှိသလို ဟိုသူတို့တော့ကလည်းရှိခဲ့တဲ့အခက်ခဲတွေအများကြီးလေအဲ့တော့တီးခဲ့ရတော့အတိုင်းပြီးဝန်တာ PD ဖြစ်ရပါတယ်နောက်တော့ဒီပွဲကိုတက်ရောက်လာတဲ့ဟိုကျွန်တော်တို့ကာယဗလာညီကောင်တို့ကအားလုံးကလည်းဒီအတိုင်းပြီးဝန်တာတယ်နောက်တော့ဒီပွဲကိုတနေ့တစ်ချိန်နေဖြစ်မြောက်လုပ်ပြီးတဲ့မြန်မာနိုင်ငံကာယဗလာအဖွဲ့ချုပ်ဩဂရာနဲ့တကွဟိုပေါ့နော် easy ဖို့ဝင်အကုန်လုံးကိုလည်းကျွန်တော်ကဒီနေရာနေပဲအထူးပဲကျေးဇူးတင်ရှိပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘ senior ဟောင်းတွေရောနောက်တဲ့ကိုယ့်ရဲ့ ရှေ့ကရှောက်ခဲ့တဲ့ဖခင်ကြီးရောမြင်တွေ့ရတဲ့တော့လူငယ်တယောက်အနေနဲ့ပေါ့နော်ပို့ပြီးတော့ဝန္ဒပီဒီဖြစ်ရပါတော့အဘိနေတယ်ဟိုပါပေါ့နော်ပိသက်တွေရောကိုယ့်ရဲ့ chicken နဲ့ညူမောင်သားတွေရောကာဗလာတိုင်းဝိုင်းတွေရောအကုန်လုံးဂျင်းရမှာကျင်တာကျွန်တော်လို့လို့ပဲပေါ့နော်လောက်ပါစတိုက်လောက်ပါမရက်သွားပါနဲ့အချိန်တန်လာရင်အချိန်တစ်ခုကကိုယ့်ကို ဟိုပေါ့ပေးပြီးတော့နေရာတစ်ခုရလာလိမ့်မယ်အဲ့နေရာတစ်ခုအတွက်ကိုကရဖို့ဆိုရင်ဟိုစူးစမ်းအားထုတ်မှုတစ်ခုကအမြဲတမ်းဆက်စပ်တယ်မှာစူးစမ်းအားထုတ်မှသာလေဒီနေရာကအများကြီးရောက်ရှိမှာပေါ့နော်အမြဲတမ်းလဲကိုကဟိုရက်နေလိုက်သွားလိုက်ရက်လိုက်သွားလိုက်ဆိုခီးရမရောက်ပါဘူးတနည်းတရက်ကိုတစ်ခေါက်ကိုထွေးနေအမြဲတမ်းဆင်းနေမယ်ဆိုရင်ဘိုးစားကိုနှိမ့်နေချီလာလို့ရှိရင်ကိုရဲ့ထွေးနေရလဲကိုကခနာကိုကလည်းပြူးပြင်းပြောင်းလဲလာမယ်နောက်တဲ့ကိုလိုချင်းတိုက်ကောက်လည်းရောက်လာမယ်ကိုလိုချင်းနဲ့ဟိုပြိုင်ပွဲတွေကိုတန်းနိုင်စီရောက်မယ်အဲ့တော့ကြောင့်မို့ဒီနေရာက ဟိုမစော်တော့ဆွဲနဲ့ပေါ့နော်လုံလောက်ပြီးရရှိပြီးတော့ကိုလုံးမဲ့လုပ်ငန်းကိုကျူးကျူးဆဆဆနဲ့အားထုတ်ပြီးတော့လုပ်ကြပါလို့ညာပြောလို့ချင်ပါတယ်